မင်္ဂလာပါ အခေအနေဖြစ်ပါတယ်ဒီတစ်ခေါက်တက္ကနိုရဲ့ Canon series ကတော်တော်လေးကိုပြောင်းလဲမှုလည်းများလာတယ် overall အကုန်လုံးပြောင်းလဲသွားတဲ့အပြင်ကို direction မှာနည်းနည်းစီပြောင်းလာတယ်ဒီတစ်ခေါက်ကတက္ကနိုရဲ့ Canon 40 series တဲမှာမှာအလက်ရှိအမြင့်ဆုံးဖြစ်တဲ့ Tecno Canon 40 Pro ကို review လုပ်ပေးဖို့ကျွန်တော်လက်ထဲကိုရောက်လာတာထူးထူးခြားခြားဖြစ်တာကအရင်က Canon series ဆိုတာက camera အသားပေး mid range phone လို့ပြောလို့ရတယ် ဒီ Canon 40 Pro မှာတော့ကင်မရာအသားပေးဆိုတာထက်တိုးတက်လာတဲ့အပိုင်းတွေအများကြီးဖြစ်လာပြီတင်းပြေကြက်ပြေ upper mirage ဖုန်းတစ်လုံးဖြစ်လာတယ်ကျွန်တော်ပြောခင်ဈေးနှုန်းလေးအကြောင်းအရင်ပြောခြင်းလေဒီဖုန်းရဲ့ဈေးနှုန်းကသူ့ရဲ့ design big quality performance တွေနဲ့မလိုက်ဖက်စွာပဲတော်တော်လေးကိုတန်တဲ့ဖုန်းလို့ပြောရမယ်ဒီမှာဖြန့်ချိမဲ့ဈေးနှုန်းကတော့9သိန်း9000 9900ကျန်တဲ့ဖြန့်ချိမဲ့လို့သိရတယ်ဒီဖုန်းကိုလက်ထဲကိုစရောက်တော့ဈေးမသိရသေးဘူးအနည်းဆုံး73သိန်းလောက်ကနေ15သိန်းဝန်းကျင်လောက်ထိသွားမဲ့ဖုန်းတစ်လုံးလို့ထင်ထားခဲ့တာဈေးကြော်ညာတော့ surprise ဖြစ်သွားတဲ့သူတွေထဲမှာကျွန်တော်လည်းပါတယ်တက်ကနိုရဲ့ထုံးစံအတိုင်းဈေးကတော့ပုံမှန်ထက်ကိုပိုပြီးတော့တက်တာနေတော့မယ် ခုလိုအချိန်မှာမှအရာရာဈေးတွေတက်နေတဲ့အချိန် official အလုံးတွေကိုတာမန်ထက်တတ်တာအောင်ရောင်းပေးနေတဲ့ Techno brand ကိုလည်းတော်တော်လေးသဘောကျမိတယ်။2025ရောက်လာတော့ Techno လဲ AI ဘိုင်းမှာအများကြီးကိုအသားပေးလာတယ်။အရင်ထဲက Techno phone တွေမှာ LL လို့ခေါ်တဲ့ voice assistant လေးပါခဲ့တာ။ဆိုတော့ voice assistant ထဲမှာဆိုလို့ရှိရင်တော်တော်လေးသုံးလို့ကောင်းခဲ့ရလို့ပြောလို့ရတယ်။ဖုန်းကို unboxing လုပ်ပြီးပထမဦးဆုံး setup စလုပ်ခရေကပုံမှန်ဖုန်းတွေနဲ့မတူဘဲနဲ့ AI ကကိုယ့်ကို assist လာလုပ်ပေးတယ်ဆိုတဲ့ပုံစံလေးဖန်တီးထားတယ်။ ီတစ်ခေါက်တော့ Gammon 40 series မှာ Gammon 40 Pro နဲ့40ဆိုပြီးတော့နှစ်မျိုးလာတယ်။အရင်ကြီးတော့ကွာခြားသားတဲ့မျိုးတော့မတွေ့ရဘူး။တချို့နေရာလေးတွေမှာတော့နည်းနည်းလေးကွဲတာတွေ့ရတယ်။ဈေးကလည်းအရင်မကွာဘူးဆိုတဲ့အနေထားဆိုတော့ specification ဘိုင်းမှာလည်းသိပ်ပြီးတော့မကွာတော့ဘူး။ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Techno Gammon 40 Pro က upper mirage phone တစ်လုံးဖြစ်လာပြီ။လက်ရှိ upper mirage phone တစ်လုံးကိုသိန်း20ဝန်းကျင်လောက်ပေးဝယ်နေရတဲ့အချိန်မှာ ထပ်ဝက်ဈေးနဲ့အဲ့ဒီဖုန်းတွေမှာပါတဲ့ features တွေအကုန်လုံးသုံးလို့ရမယ်ဆိုတော့ Camofodi Pro ကတော့သူ့ဈေးတန်းထဲမှာတော့ဆရာကြီးဖြစ်နေဦးမှာပဲအဓိကပြောရမယ့်အချက်က key features လေးခုရှိတယ်။ဆိုတော့ Canon series ဖြစ်တဲ့အတွက်ကင်မရာကတော့ပြောစရာတခုဖြစ်နေအောင်ပဲ။နောက်ထပ် AI design နဲ့ features တွေလို့ပြောလို့ရတယ်။ဆိုတော့ပြောစရာတွေများနေတဲ့အတွက်နည်းနည်းလေးအချိန်ယူပါမယ်။ပထမအဆုံးကတော့ design နဲ့ပဲစလိုက်ပါမယ်။ Techno ရဲ့ Gammon 40 Pro ရဲ့ design ဘိုင်းကလုံးဝကိုအပြောင်းအလဲဖြစ်သွားပြီ။အရင်တော့ကတောက်လျှောက်သုံးနေကြ cycle camera bump design ကိုမသုံးတော့ဘဲနဲ့ camera တွေကိုတလုံးချင်းစီခွဲလိုက်ပြီးတော့အပေါ်အောက်အတန်းလိုက်စီထားတဲ့ပုံစံကိုသုံးလာတယ်။ camera range တွေကိုလည်း metal ဘောင်လေးတွေနဲ့သုံးပြီးတော့ဖုန်းရဲ့ color ကအနုအယွါလေးဖြစ်နေတဲ့ဆိုပေမဲ့အကြမ်းခံမယ်ဆိုတာကိုလည်းသိသားစေတယ်။ color တွေကတော့ AMOLED Lake Green, Glossy Black နဲ့ Glacier White ဆိုပြီးတော့အကြောင်းသုံးမျိုးနဲ့လာတယ် Emerald Lake Green ဆိုတာကတော့ Turquoise ဆိုတဲ့ color ကိုအခြေခံထားတာဒီအီအောင်ကို Luxury Sand နဲ့ပစ္စည်းတွေ Wash Face လိုနေရာမျိုးတွေမှာတွေ့ရတာများတယ် Patek Philippe ရဲ့ Nautilus နာရီရဲ့ဒိုင်ကွက်မှာပါတဲ့ color က Turquoise ပဲ Nature မှာလည်းသဘာဝအတိုင်းအဲ့ဒီအီအောင်ကိုတွေ့လို့ရနိုင်တယ် Galaxy Black ဆိုတဲ့အီအောင်ကတော့တကယ်တော့အမဲနဲ့မီကိုဆက်ထားတဲ့အီအောင်လို့ပြောလို့ရတယ် Techno ကတော့ Lion ရဲ့မျက်နှာပြင်ကို Inspire ယူထားတယ်လို့ပြောတယ်။ Moon Face မှာရှိတဲ့ color ကို Form တင်ပေးထားတယ်ပေါ့။ ်နောက်ဆုံးကတော့အခုကျွန်တော်ခြင်ထားတဲ့အယောင်ဆိုတော့ Glacia White ဆိုတဲ့အယောင်ရေခဲတောင်တွေကို inspire ယူထားတယ်လို့ပြောတယ်ပုံမှန်မြင်တွေ့နေကြရေခဲတောင်တွေမဟုတ်ဘဲနဲ့ Arctic region နဲ့ Antarctic region တွေမှာရှိတဲ့ရေခဲတောင်တွေရဲ့ color လို့ပြောရမယ်အပေါ်ပိုင်းကအဖြူကမှအောက်ပိုင်းကတဖြည်းဖြည်းနဲ့အပယ်ရောင်တန်တဲ့အရောင်ဖြစ်လာတယ်။ဆိုတော့ရေခဲပြင်ရဲ့ရှိတ်လေးတွေကိုလည်းမြင်ရတယ်လို့ပဲသေချာကြည့်လိုက်မယ်ဆိုလို့ရှိရင် sparkle လေးတွေကိုလည်းမြင်ရတယ် အလင်းအောင်ထဲမှာပဲជីជីအလင်းနှဲတဲ့နေရာမှာပဲជីជីတော်တော်လေးကိုလှတဲ့အယောင်လို့ခံစားရတယ်။ကင်မရာဘန်ကဒီချာမရှိတော့ဘဲနဲ့ဒီ back cover ကနေပြီးတော့ဒီ Canon Serious Signature အတိုင်း line လေးကြွတ်တက်နေတဲ့နေရာလေးမှာထည့်ပေးထားတယ်။ဆိုတော့ design language က unique ဖြစ်တယ်လို့ပြောရမယ်။ဒီအပြင်ဖုန်းတွေမှာတွေ့ရလိမ့်မရှိတဲ့ပုံစံမျိုးပဲ။ flash light နဲ့ Canon Serious Signature indicator light လေးကိုကင်မရာရဲ့ဘေးဘက်မှာနေရာချပေးထားတယ်။ဆိုတော့ဘေးဘောင်တွေကတော့တော်တော်လေးကိုပါတော့တွေ့ရတယ်။ ဘေးပေါင်တွေတင်ပါတာမဟုတ်ဘဲနဲ့ဖုန်းကိုကပါတာသူရဲ့အထူက7.31 mm အထူပဲရှိတယ်။ MWC 2025ပွဲကိုတွားပြီးတော့တရီရမိရယ်။အဲဒီတော့ကတက္ကနိုကသူရဲ့အပါဆုံး5.75 mm အထူပဲရှိတဲ့ဖုန်းကိုထုတ်ပြလာတာ။ Canon 40 Pro ရဲ့7.31 mm ဆိုတာနဲ့တော်တော်လေးကိုပါနေပြီ။အလေးချိန်ကလည်း178 gram အလေးချိန်ပဲရှိတယ်ဆိုတော့ big quality မှာ premium စံတယ်ဆိုတာပြောနေစရာမလိုဘူး။ဘေးပေါက်မှာတော့တော်တော်လေးစုံစုံထည့်ပေးထားတဲ့ဖုန်းပဲ။ ဆိုတော့ညာဘက်ဘေးပေါ်မှာတော့ power button ရဲ့ volume up down cloud လေးတွေရဲ့ cloud သုံးခုနေနဲ့တိကျစီရှိနေတယ်ဆိုတော့ညာဘက်ဘေးဘက်မှာတော့တူတူချာချာ cloud တစ်ခုအပေါ်ပါလာတယ် techno ကတော့ one tap button လို့ခေါ်ပြီးတော့လှုပ်ဆောင်ချက်အမျိုးမျိုးလုပ်လို့ရတယ် default အနေနဲ့ long press ကိုအကြာကြီးဖိထားမယ်ဆိုလို့ရှိရင် LRAI ကိုခေါ်တဲ့ button နဲ့တုံးလို့ရတယ်။ double tap လုပ်မှဆိုရင်တော့ flash snap mode ကိုဝင်သွားမှဖြစ်ပြီးတော့ camera ကိုဖွင့်ပေးတယ် တချက်တည်းနှိမ့်မယ်ဆိုရင်တော့ဒါမှားနှိမ့်မိတာမျိုးဖြစ်မှာဆိုလို့ဘာမှဖွင့်ပေးမှာမဟုတ်ဘူးစက်တင်ထဲမှာလည်းဒီ one tap button ကို customize လုပ်လို့ရပြီးတော့ကင်မရာကိုဖွင့်တာ mute လုပ်တာ dnd လုပ်တာ flashlight screen recording sound recording quick note translate app ဖွင့်တာတွေနဲ့ app ရဲ့ function တွေကိုတန်းပြီးဖွင့်တာမျိုးတွေကိုထည့်ထားလို့ရတယ်ဆိုတော့ဒီ cloud ရဲ့ function ကလည်းတော်တော်လေးကိုစုံတယ်လို့ပြောရမယ် frame ရဲ့အပေါ်ဘက်မှာ secondary mic ရဲ့ speaker portable ရဲ့ IR blaster sensor ရဲ့ပါတယ် frame ရဲ့ output မှာ mic port USB type C speaker ဘောင်းနဲ့နောက် sim tray လေးပါတယ် frame မှာပါတာတွေကိုကြီးလိုက်ရုံနဲ့တင်ဒီဖုန်းက function တော်တော်စုံတယ်ဆိုတော့သိတာတယ် ရှေးဘက် screen ကို6.78 inches ရှိတဲ့ AMOLED panel ကိုသုံးမိထားတယ်။ဘေးနှစ်ဖက်က dual cuff design နဲ့ဖြစ်တဲ့ဖုန်းကလည်းပါပြီးတော့ viewing experience ကတော်တော်လေးသဘောကျဖို့ကောင်းတယ်။ 120Hz refresh rate နဲ့သုံးရတာပေါ့ပေါ့ပါပါရှိတဲ့ disassembling rate ကို 2160Hz အထိထည့်ပေးထားလို့ dashness swipe လောက်ကတော့တော်တော်လေး smooth ဖြစ်တယ်1600နဲ့အထိ p brightness ရမယ်ဆိုတော့နေအောင်အောက်ထဲမှာပါသုံးလို့အဆင်ပြေတယ် TUV Rhineland Eye Care Certification လည်းရလာလို့မျက်စိထိခိုက်တာကိုလည်းတတ်သားစေတယ်အကြိုက်ဆုံးချက်ကတော့ screen ကို Corning Gorilla Glass 7 eye ကိုသုံးပေးထားလို့အကျန်းလည်းတော်တော်လေးခံတယ်အကျန်းခံနိုင်မှုစံသက်တဲ့ SGS certified လည်းဖြစ်တယ်လို့သိရတယ်။ခြုံပြောရရင် screen ကဒီဈေးတန်းထဲမှာတော့တော်တော်လေးမိုက်တဲ့ထဲမှာပါတယ်။နောက်ထပ်ဒီဖုန်းရဲ့ကျွန်တော်အကြိုက်ဆုံးအချက်တစ်ချက်ဖြစ်တဲ့ ကင်မရာပိုင်း main ကင်မရာကို Sony ရဲ့ LYT 900C sensor ကိုသုံးပေးထားတယ်။ Sony ရဲ့ LYT တနည်း light year sensor ဆိုတာက ပုံမှန်ဖုန်းတွေမှာမြင်တွေ့နေကြ Sony IMX sensor တွေထပ်ပို့ပြီးတော့ကျန်တယ်။ LYT sensor တွေက premium phone တွေမှာထည့်ဖို့အတွက် design လုပ်ပေးထားတာပုံမှန် IMX sensor တွေထက် HDR နဲ့ low light performance တွေမှာပိုပြီးတော့ကောင်းတယ် image quality ဘိုင်းမှာလည်းပို့ပြီးတော့မြင်တယ် Canon 40 Pro မှာတော့ LYT 700C ကိုသုံးပေးထားပြီးတော့50 megapixel နဲ့ sensor size က1.156 inch ရှိတယ် aperture f1.9 ထိရိုက်လို့ရမယ် PDAF autofocus sensor လည်းဖြစ်တယ်ဒီ camera ကို OIS နဲ့လည်းတွဲပြီးတော့ထည့်ပေးထားသေးတယ်ဒီစေတန်းထဲမှာဒီအချက်ကိုကြည့်ရနေတယ်တော်တော်လေးကိုတန်နေပြီလို့ပြောလို့ရတယ်။နောက်တဲ့တစ်လုံးကတော့8 megapixel ultra wide camera တစ်လုံးကိုထည့်ပေးထားတယ်111.4 degree ထိ wide ရိုက်လို့ရတယ်။ 3 cm macro lens ကိုလည်းဒီထဲမှာထည့်ပေးထားသေးတယ်။ဒီကင်မရာကိုစမ်းကြည့်ရတဲ့ထဲမှာအကြိုက်ဆုံးက color ပိုင်းပဲလုံးဝ natural sun နဲ့ color ကိုတဆုံးတင်ချလိုက်တဲ့ကင်မရာ vibe မျိုးတွေမဟုတ်ဘဲနဲ့ classic retro ကင်မရာတွေရဲ့ color မျိုး vibe ကိုရတယ်။ portrait ရဲ့ bokeh effect ကလည်းဖုန်းတစ်လုံးကနေထွက်လာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သဘာဝဆန်ဆန်ရှေ့ကြည့်နောက်ဝါပုံစံမျိုးကိုထုတ်ပေးတယ်။ဒီဖုန်းရဲ့ကင်မရာကမိုဘိုင်း photography ကိုတည်တည်ချာချာရိုက်ကြည့်နေတဲ့သူတွေမျိုးနဲ့ကြိုက်တယ်။ in order ထက် outdoor ရိုက်ချက်လေးတွေကိုပို့ပြီးတော့သဘောကျတယ် Sony ရဲ့ sensor ကြောင့် night photography ဘိုင်းမှာလည်းတော်တော်လေးကောင်းပြီးတော့ ultra night imaging နဲ့ ultra night video တွေကိုပါရိုက်လို့ရတယ် ultra night imaging မှာ low light တွေမှာ algorithm တွေကိုပေါင်းစပ်ပြီးတော့ image quality မြင့်ပေးတာတွေအလင်းဝင်ရောက်မှုမြင့်ပေးပြီးတော့ brightness ပိုရောက်အောင်လုပ်ပေးတာတွေကပုံရဲ့ clarity တွေကိုပုံမြင့်အောင် detail ဘိုင်းတွေပိုပေါအောင်လှုပ်ဆောင်ပေးတယ် ်ပေါ်ထရိတ်မုံမှာလည်းတိုးတက်လာလေးရှိတယ် software ဘိုင်းအနေနဲ့ universal tone 2.0ဆိုတာကိုထည့်ပေးထားတယ်ဆိုတော့ဒီမှာကအပိုင်း၃ပိုင်းပါတယ် skin tone enhancement ကတော့ဒါ skin tone တွေကိုမြင့်ပေးရုံနဲ့မဟုတ်ဘဲနဲ့ adjustment လုပ်ပြီးတော့ natural ဆန်ပြီးတော့သဘာဝအတိုင်းလှတဲ့ skin tone တွေကိုပုံဖော်ပေးနိုင်တယ်။နောက်တစ်ခုကတော့ body shaping ဆိုတဲ့ feature ဒီနေရာမှာ software အနေနဲ့ကိုယ်ကောင်နေအောင်ပြင်ပေးထားတာမျိုးတွေမဟုတ်ဘဲနဲ့ AI power body shaping ဖြစ်တယ်။ဆိုတော့ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို slimming ဖြစ်သွားအောင်လုပ်ပေးတာမျက်နာပခုံးလက်ခါခြေထောက်တွေကိုတော်တော်လေးဖြစ်အောင် AI ကပြင်ပေးတာမျိုးအမျိုးသမီးတွေအကြိုက်ဖြစ်လိမ့်မယ် natural ဆန်ဆန်ပြင်ထားတဲ့အတွက်တိတိတတ်တာဖြစ်နေတာမျိုးတွေမရှိသလိုပုံမှန်အနေအထားနဲ့လည်းအများကြီးကွဲထွက်မသွားတော့ဘူးပေါ့ selfie camera မှာတော့ beauty and makeup effect တွေထည့်ပေးထားပြီးတော့ဒါလည်းပဲ natural ဆန်ဆန် AI power beauty adjustment ဖြစ်တယ် နောက်တဲ့ကင်မရာမုတ်တေအနေနဲ့ unique flash snap ဆိုတော့ပါတယ်ဆိုတော့သူကတော့ပုံဝင်ရိုက်လိုက်တာနဲ့ high speed shooting တွေအတွက် ready အနေထားဖြစ်တယ်လှုပ်လှုပ်ရှားရှားအမြင်ရိုက်ကားတဲ့ပုံတွေအတွက်မလွတ်တမ်းဖမ်းနိုင်တယ် motion blur ဖြစ်တာမျိုးတွေမရှိဘူး shutter speed များများထားပြီးတော့ရိုက်ပေးတဲ့ပုံစံမျိုးလို့ပြောရမယ်နောက်သူကပုံမှန်ရိုက်တဲ့ပုံတွေထက်ကလောက်ရှားမှုတွေကိုရိုက်တဲ့အခါမျိုးမှာပိုကြည့်တဲ့ပုံကိုရတယ်။ကင်မရာဘတ်တန်ကိုနှိပ်လိုက်တာနဲ့မြင်မြန်ဆန်းဆန်းရိုက်ပြီးတော့တစ်ချိန်တည်းမှာပုံ20လောက်ကိုတခါတည်းဖမ်းယူပေးတယ်။ ပုံရဲ့ take က20ဆိုတာလေးကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်ကိုစိတ်ကြိုက်ပုံကိုလည်းဒီပုံ20တဲ့ကပြန်ပြီးရွေးလို့ရသေးတယ်။ camera range က3လုံးဖြစ်နေလို့နောက်ဆုံးတစ်လုံးကတော့ camera ဆိုတာထက် sensor ပါ။ဆိုတော့ AI snap sensor လို့ techno ကတော့နာမည်ပေးထားတယ်။ snap ပုံတွေရိုက်တဲ့အခါမှာအကောင်းဆုံးဖြစ်အောင် AI ကကြည့်ပေးတဲ့မျက်လုံးလို့ပဲပြောရမှာပေါ့။ selfie camera ကိုတော့50 megapixel auto focus camera ထည့်ပေးထားတယ်။ detail တွေကတော်တော်လေးကောင်းတယ်။ ဝိုင်းရိုက်လို့ရတဲ့အပြင် AI face detection လည်းပါတယ်အလုံးလဲလုံးတယ်ညံလဲညံတယ် face detection ကပါဝင်တဲ့သူတွေအားလုံးကိုဖမ်းပေးနိုင်တယ်ဆိုတော့တယောက်ယောက်က focus out လို့ဝါသွားတာမျိုးမရှိတော့ဘူး skin tone တွေကလည်း natural sensor နဲ့လှလှပပထွက်တယ် beauty effect နဲ့ AI လည်းပါတော့တော်တော်လေးမိုက်တယ် AI ရဲ့လုံဆောင်ချက်အသစ်တွေကလည်းတော်တော်လေးကိုများတယ်ခုလက်ရှိဖုန်းတစ်လုံးမှာ AI ကိုကျွန်တော်တို့ဘာတွေခိုင်းလို့ရနိုင်မလဲဒီဖုန်းကဒီဈေးတန်းနဲ့အဲ့ဒါတွေအကုန်လုံးလုပ်လို့ရတယ် တခုချင်းစီပြောတော့ဗော Cycle to search ကတော့ဒီဈေးတန်းဖုန်းမှာ Techno ကထည့်ပေးလာပြီ Cycle to search ရဲ့လုံဆောင်နိုင်မှုတွေကအများကြီးပဲဖုန်းသုံးနေရင်လည်းဒီအကြောင်းအရာတစ်ခုခုကိုသိကျင်တာပဲဖြစ်ဖြစ်ကိုရှေ့မှာရှိနေတဲ့အရာတစ်ခုကဘာလဲဆိုတာနဲ့အဲ့ဒီအကြောင်းအရာကိုသိကျင်လို့ပဲဖြစ်ဖြစ်ဘယ်သူမှလိုက်မေးနေစရာမလိုပဲနဲ့ရှာလိုက်ရုံပဲနောက်တစ်ခုကတော့ AI Eraser 2.0ကိုထည့်ပေးထားတယ်။ပုံတွေမှာမလိုအပ်တာတွေဖျက်ချင်ရင်သုံးလို့ရတယ်။တကယ်လည်းအလုပ်ဖြစ်သလိုတော်တော်လေးလည်းတိကျတယ်။ဒီလေးလေးလည်းမှန်တယ်။ AI standard လည်းပါတယ်ဆိုတော့ပုံတွေကိုကိုလိုချင်တဲ့ size ကိုပြန်ချဲ့တာပဲဖြစ်ဖြစ်လူကိုအနီးကရိုက်လိုက်မိလို့ white ပုံစံပြန်ပြီးတော့လိုချင်တာပဲဖြစ်ဖြစ် AI standard နဲ့ပြန်ပြီးတော့ချဲ့လို့ရတယ်ဆိုတော့ပုံထဲမှာပါတဲ့ object တွေနဲ့အနီးဆက်ဆုံးတူတဲ့အနေအထားနဲ့ပြန်ပြီးတော့ချဲ့ပေးတယ်ဒါလည်းပဲတိတိကျကျနဲ့သုံးလို့အဆင်ပြေတယ် AIGC လို့ခေါ်တဲ့ကိုယ့်ရဲ့ပုံလေးတွေကိုရိုက်ယူပြီး AI နဲ့ generate ပြန်လုပ်ပေးတဲ့ပုံလေးတွေကလည်း Techno ရဲ့အရင် generation ဖုန်းတွေမှာတည်းကပါခဲ့တာကိုတော့ AIGC 2.0ဆိုတာကိုထည့်ပေးလာပြီဘာတွေပိုကောင်းသွားလဲဆိုတော့ skin tone နဲ့ facial အနေအထားတွေကိုပို့ပြီးတော့ natural ဆန်လာအောင်လုပ်ပေးထားတယ် style အနေနဲ့ပုံစံပေါင်း80ကျော်လောက်ထည့်ပေးထားတယ်ပို့ပြီးတော့များလာတယ်ပေါ့ဒါကလည်း photo နဲ့ပတ်သက်တဲ့ AI နေ2025မှာ AI ဖုန်းတစ်လုံးလို့ပြောဖို့ရဖို့အတွက်ဆိုလို့ရှင်တော့ဓာတ်ပုံပြင်တာလုံးနဲ့တော့မလုံလောက်တော့ ဖုန်းကကိုယ့်ရဲ့ personal assistant တယောက်အနေနဲ့အလုပ်လုပ်နိုင်ဖို့လိုလာပြီ။ Techno ကတော့ portable AI business assistant လို့ခေါ်တယ်။ဒီထဲမှာအပိုင်း၃ပိုင်းပါတယ်။ပထမတစ်ခုကတော့ AI call assistant လို့ခေါ်တယ်။သူကဖုန်းခေါ်တဲ့အခါမှာ AI voice print noise suppression နဲ့ဖုန်းတံကိုအကြည်လင်ဆုံးဖြစ်အောင်လို့ noise တွေကိုဖျောက်ပေးနိုင်တယ်။ AI call translation and summary ကိုတော့ဖုန်းခေါ်တဲ့အခါမှာဖွင့်ပေးထားလိုက်ရင်ဘာသာစကားမတူတာတွေကိုဘာသာပြန်ပေးနိုင်တာတွေနဲ့ဖုန်းခေါ်မှုတစ်ခုလုံးကို test အနေနဲ့ summary ပြန်ပြီးတော့ထုတ်ပေးနိုင်တယ်။အကျဉ်းဆုံးတစ်ခုကဒီ features ကို third party app တွေမှာပါအသုံးလို့ရတယ်။ကိုကမအားသေးလို့ဖုန်းမကင်နိုင်တဲ့အခါ AI auto answer လည်းပါတယ်။ AI ကိုကိုယ်စားဖုန်းပြန်ပြီးတော့ဖြေခိုင်းထားလို့ရတဲ့စနစ်မီဒီယာတွေဘာတွေတက်နေလို့ပဲဖြစ်ဖြစ်အရေးကြီးဖုန်းတွေကို miss မဖြစ်သွားပဲနဲ့ AI ကိုပြန်ပြီးတော့ဖြေခိုင်းထားပြီးတော့ information တွေကိုလွတ်မသွားနိုင်တော့ဘူးပေါ့ ဒုတိယတစ်ခုအနေနဲ့ကတော့ AI writing ဆိုတာပါတယ်။ဘာသာစကားကိုယ်ခုအထိ support လုပ်တဲ့စာတွေကိုပြန်ရင်းခိုင်းတာ၊ချဲ့ခိုင်းတာ၊ပြန်ဖတ်ခိုင်းတာ၊အတိုချုပ်ခိုင်းတာတွေလုပ်လို့ရတယ်။ Spotted by ChatGPT 4o ဖြစ်တာကြောင့်ဈေးကွက်ထဲက AI writing တွေထဲမှာတော့တော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရတယ်။နောက်ဆုံးတစ်ခုက AI document assistant and privacy blurring ဆိုတာပါတယ်။ document ဘိုင်းမှာ AI image to document ဆိုတာလေးထည့်ပေးထားတယ်။စာတွေကိုပြန်ရိုက်ပြီးတော့ document အနေနဲ့ပြောင်းဖို့အတွက်အချိန်အများကြီးမလိုတော့ဘူး။ကင်မရာနဲ့ရိုက်ယူပြီးတော့ word format အဖြစ်နဲ့ပြန်ပြီးတော့ဒီစာတွေအဖြစ်ပြန်ပြီးပြောင်းလိုက်ရုံပဲ။တော်တော်လေးကိုလွယ်ကူသွားပြီ။ AI auto blurring ဆိုတာကတော့ screen shot တွေကို share လိုက်တဲ့အခါမှာသတိမထားမိပန်တဲ့ကိုယ့်ရဲ့ privacy နဲ့ဆိုင်တဲ့ information တွေပါသွားတတ်တာမျိုးမဖြစ်ကောက်အောင် AI က auto blur ပေးထားတယ်။ဒီ function ကလည်း business ဘိုင်းနဲ့ပတ်သက်ပြီးတော့ဖုန်းကိုအသုံးပြုနေတဲ့သူတွေပုံမှန်ဖုန်းသုံးနေ နဲ့မှားပြီးတော့ခဏခဏပိုးတက်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့တော်တော်လေးတော့အသုံးဝင်တယ်ပြောရမယ်။ပုံကို screenshot ရိုက်ပြီးတော့ manually သွားပြီးတော့ပြင်လိုက်၊လှီးလိုက်၊ဝါးလိုက်လုပ်နေစရာမလိုတော့ဘူးပေါ့။ AI နဲ့ပတ်သက်တဲ့အထဲမှာနောက်ဆုံးတစ်ခုကတော့ error ပေါ့။ techno ကတော့ error ကိုမေးခွန်းတစ်ခုမေးလိုက်တာက Google မှာမေးခွန်းတစ်ခုမေးပြီးတော့ page ၃ခုလောက်ထိုင်ဖက်နေရတာထပ်ပို့ပြီးတော့သိရတယ်လို့ပြောတယ်။ power by deep seek r1 နဲ့ဆိုတော့လုံဆောင်နိုင်မှုတွေကပြောရရင်ကုန်မအောင်မဟုတ်ဘူး။ LR ကို Canon 40 Pro ရဲ့ one tap button ကနေလည်းတခါတည်းမြန်မြန်ဆန်ဆန်နဲ့ခေါ်လို့ရတယ်။ Voice နဲ့လည်းဒါ Siri တို့ Google Assistant တို့လိုမျိုးခေါ်လို့ရတယ်။ Home Secretary မှာကျွန်တော်ဒီဘက်ကိုဆွဲလိုက်မယ်ဆိုလို့ရှိရင် ဖုန်းမှာ AI နဲ့ပတ်သက်တဲ့လုံဆောင်ချက်တွေအကုန်လုံးကို page တစ်ခုထဲမှာစုထည့်ပြီးဖော်ပြပေးထားတယ်။ဒါကတော်တော်လေးကို convenience ဖြစ်စေတဲ့အချက်ပဲ။ setting တွေထဲမှာပြန်ကျဲနေတာမျိုးတွေ app တွေအများကြီး live share နေရတာမျိုးတွေမဖြစ်တော့ဘဲနဲ့ဒီ page တစ်ခုထဲမှာတွင်ကို AI ရဲ့လုံဆောင်နိုင်မှုတွေအကုန်လုံးကိုအသုံးပြုလို့ရတယ်။ performance ပိုင်းအနေနဲ့ media tank ရဲ့ helio g100 ultimate chipset ကိုသုံးပေးထားတယ်ဒီ chipset ကတော့ on router သုံး chipset ဖြစ်တဲ့အတွက်ဒီ zedan mirage phone တစ်လုံးအတွက်ဆိုရင်တော့လုံလောက်တာထက်ပိုတဲ့ performance ထွက်တယ်လို့ပြောရမယ် daily use strap ပုံမှန်ပဲသုံးသုံး professional use အနေနဲ့ပဲသုံးသုံး game ဆော့ဆော့အဆင်ပြေတယ် ်ဂိမ်းအားလုံးကိုလည်း high setting မှာဆော့လို့ရတယ် RAM ကတော့ 8GB ပါတယ်နောက်ထပ် 8GB ကို extend ထပ်ပြီးတော့လုပ်လို့ရတယ် storage အနေနဲ့ကတော့ 256GB ပါတယ်ဒီဈေးတန်းထဲမှာတော့ဒီ performance ကဘာမှအပြစ်ပြောစရာမရှိဘူးနောက်ထပ် Canon 40မှာပါတဲ့ key features တွေအများကြီးကျန်သေးတယ် Canon 4D ကိုဝယ်မယ်ဆိုလို့ရှိရင်တော့ဒီ features တွေကထည့်သွင်းစဉ်းစားမယ့်အချက်တွေဖြစ်လာလိမ့်မယ်။ပထမအချက်က durability ပိုင်းဒီပိုင်းမှာနောက်ထပ်နှစ်ခုထပ်ပြီးတော့ခွဲလို့ရတယ်။ drop resistant နဲ့ dust and water resistant ဆိုပြီးတော့ drone resistant မှာ Corning Gorilla Glass 7i ကိုသုံးပြီးထားတော့အကြမ်းခံတဲ့ဖုန်းတွေရဲ့မှန်နေထဲမှာပါတယ်ပြုတ်ကျတာတို့လွတ်ကျတာတွေတို့ခံနိုင်ရှိရဲ့ဖုန်းရဲ့ကိုယ်တည်းတည်ဆောက်မှုအပိုင်းမှာလဲ Techno ရဲ့ကိုယ်ပိုင် Diamond Stretcher ဆိုတဲ့စနစ်ကိုထည့်သွင်းတည်ဆောက်ထားလို့ body ပိုင်းမှာလဲပုံမှန်ထပ်ပို့ပြီးတော့အကြမ်းခံတယ် SGS 5 star certified လည်းဖြစ်တယ်။နောက်တဲ့ dust and water resistant အပိုင်းမှာ IP68 69 resistant ဖြစ်တယ်။ဆိုလိုတာကရေစိမ်းခံနိုင်မှုနဲ့ဖုန်တန်ခံနိုင်မှုမှာအမြင့်ဆုံး rating ရထားတယ်။ရေပဲဆိုဆိုရေပဲပြုတ်ကျကျရေနှွေးပူနေပဲလောလောခံနိုင်ရရှိတယ်။ ရေကူရတာကြိုက်တဲ့သူတွေနဲ့မကြခင်လာတော့မဲ့တကြံကာလမှာဖုန်းကြောင့်စိတ်မပူခြင်းဘူးဆိုရင်တော့ဒီစည်းနှမ်းထဲမှာဒီဖုန်းကရွေးတဲ့နေထဲမှာပါတယ်။နောက်တဲ့ function တွေအနေနဲ့လဲ dual speaker ကိုမှ Dolby Atmos နဲ့ပေါင်းပြီးတော့ထုတ်ပေးထားတယ်။အတန် quality ကတော့အားရတယ်လို့ပဲပြောရမယ်။တော်တော်လေးမိုက်တယ်။ဒီဖုန်းက multimedia ဘိုင်းကိုသုံးမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးမိုက်တယ်။ နောက်ထပ် NFC နဲ့ IR controller ပါတယ်။ NFC ကကတ်တွေကိုမှတ်ထားလို့ရမယ်။ NFC ပါတဲ့ဖုန်းချင်းချင်းလဲ data transfer လုပ်လို့ရမယ်။ IR sensor လဲပါတော့ remote control function တွေကိုလဲသုံးလို့ရတယ်။ dual system လဲပါသေးတယ်။သူကတော့ password မတူတာပေးထားပြီးတော့ space နှစ်ခုသုံးလို့ရတဲ့ပုံစံမျိုးအလုံးနဲ့ personal ခွဲထားခြင်းလိုပဲဖြစ်ဖြစ်နှစ်ခုသုံးပြီးတော့ရောမထားခြင်းလိုပဲဖြစ်ဖြစ်သုံးလို့ရတယ်။တော်တော်လေးအသုံးဝင်တယ်။ ဘက်ထရီပန်းကတော့9200 mAh ဘက်ထရီကိုသုံးပေးထားတယ်။ဖုန်းပပပပနဲ့ဒီဘက်ထရီဆိုင်ကတော်တော်လေးကိုလိုက်တယ်။ One day use မနက်မိုးလင်းညမိုးချုံအသုံးခံတဲ့ low power mode ကတော့ခက်ကြမ်းကြမ်းအောင်ထည့်ပေးထားတယ်။ဘက်ထရီ1%ပဲကျန်တော့တယ်ဆိုရင်တော့မှ stand by 10 hour အထိထားလို့ရတယ်။ဖုန်းပြောမယ်ဆိုရင် minute 40အထိပြောလို့ရမယ်။45 watt fast charging နဲ့အပြောင်းပြီးသွင်းလို့ရမယ်0 to 100ကို minute 40ကြော်ကြော်နဲ့အပြောင်းသွင်းလို့ရတယ် charging cycle က1800ကျော်တွင်းပြီးတာတော့မှပဲ battery performance ကကျမသွားသေးဘူးလို့ testing တွေအရသိရတယ်80%အထက်မှာပဲကျန်နေသေးတယ် ကျွန်တော်ဒီနေ့ review လုပ်ပေးခဲ့တဲ့ဖုန်းကတော့ Tecno ကနေပြီးတော့အသစ်ထွက်ရှိလာတဲ့ Tecno Camon 40 Pro ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်။ဒီဖုန်းကိုဘယ်လိုအသော် recommend ပေးချင်တယ်ဆိုလို့ရှိရင်တော့အကုန်လုံးအတွက်ပေးလို့ရတယ်။ပုံမှန်ပဲ33 personal ပဲ33အလုပ်အတွက်ပဲ33ကင်မရာရိုက်ချင်လို့ပဲ33ဂိမ်းဆော့ဖို့အတွက်ပဲ33 AI ကိုကြိုက်လို့ပဲ33 features တွေကြိုက်လို့ပဲ33ရေစိမ်းခံကျင်လို့ပဲ33 price to performance အတွက်ပဲ33ဒီဈေးတန်းတွေကတော့အဆင်ပြေတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲ မိတ်ဆွေတို့ဆိုရင်ရောဝယ်ခြင်းလားမွေခြင်းဦးလားဘလို့သဘောရလဲကျွန်တော်ကတော့ကောင်းခိုင်းနိုင်ပါနောက်ဗီဒီယိုတစ်ပုံမှတွေ့ပါမယ်